ခက်ခက်ရတိုးတက်ပြောင်းလဲရတဲ့အချိန်မှာရူဘီမောကိုလူကြိုက်များလာတယ်လူစိတ်ဝင်စားတာများလာတယ်လို့မြင်ရတယ်အဲ့ဒီဟာကိုမှကျွန်တော်ခုတုံးလုပ်ပြီးတော့မှ အကုမ္ပဏီနာမည်ကိုအတုံးချပြီးတော့မှကျွန်တော်တို့ဒါလူလေးလေးမှုတွေပေါ့နော်တွေ့လေကျွန်တော်တွေ့နေရတယ်မမ်ဘာခေါင်းဆောင်ကိုအစ်စ်ကျွန်တော်တို့ခန့်အပ်လိုက်ပြီဖြစ်ပါတယ်ဟုတ်လက်ဆောင်မြင်တာပါနှစ်တက်မှာကျွန်တော်တို့ရ Robo ကုမ္ပဏီအားဆိုရင်နီးစင်အပြောင်းအလဲတွေအများကြီးကိုပြုတ်ပြင်းပြီးတော့စတင်လှုပ်ဆောင်နေတာဖြစ်တဲ့ဒါကျွန်တော်အဲ့ဒီအပြောင်းအလဲတွေကဘာလဲဆိုရင်အကျွန်တော်တို့အခုလက်ရှိမှာဆိုရင်ကျွန်တော်မမ်ဘာခေါင်းဆောင်ကိုအစ်စ်ကျွန်တော်တို့ခန့်အပ်လိုက်ပြီဖြစ်ပါတယ်ဟုတ်လက်ရှိ Robo ကုမ္ပဏီမှာဆိုရင် ထိတ်တန်းအောင်မြင်နေတဲ့အမြင့်ဆုံးရာထူးကိုပိုင်ဆိုင်ပြီးတော့နာမည်ပြက်လဲလုံးဝမရှိဘူး။တဝယ်တိုင်းသူတယောက်လည်းဖြစ်တယ်ဆရာ။ဟုတ်ကဲ့။ကျွန်တော်မြန်မာနိုင်ငံသားတဝယ်တိုင်းသူဖြစ်တယ်။ဟုတ်ကဲ့။ဒါဆိုရင်ကျွန်တော်တို့နာမည်လေးနဲ့မိတ်ဆက်ပေးမှဖြစ်ပါတယ်။ကျွန်တော်တို့ Remote Company မှာအမြင့်ဆုံး PR ရာထူးကိုလည်းရရှိထားတဲ့အပြင်အခုလက်ရှိမှာဆိုရင်လည်းရုံးခွဲတစ်ခုကိုဖွင့်လှစ်ထားတာဖြစ်တယ်။ဟုတ်ကဲ့။ PR ဆီယာမကြီးဒေါ်တင်ထွေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေရာမှာပေါ့တော့ကျွန်တော်တကယ်ခုပြောချင်တာကြတော့ကျွန်တော်တို့ခုဆိုလို့ရှိရင် remote ကိုမကြည့်ရဆိုရင်လည်းတစ်စက်နဲ့တစ်စက်ပုံမှုပြီးတိုးတက်လာပြီးခုဆိုလို့ရှိရင် remote မှာခန့်အပ်ထားတဲ့ကုမ္ပဏီရဲ့စီးပွားရေးအကြံပေးရဆိုလို့ရှိရင်လည်းအရင်ထက်ကျွန်တော်တို့ဥပဒေပိုင်းကျွမ်းကျင်တဲ့ကျွမ်းကျင်တဲ့လူကိုခန့်အပ်တော်ဖြစ်ပါတယ်เนาะဒါအဲ့တော့အခုချိန်မှာကျွန်တော် remote ကိုမကြည့်ရဆက်ဆက်ရတိုးတက်ပြောင်းလဲရတဲ့ချိန်မှာ remote ကိုလူကြိုက်များလာတယ်လူစိတ်ဝင်စားတာများလာတယ်လို့မြင်ရတယ်အဲ့ဒီဟာကိုမှကျွန်တော်ခုတုံးလုပ်ပြီးတော့မှ အကုမ္ပဏီနာမည်ကိုအတုံးချပြီးတော့မှတို့တို့ဒါလူလေမှုတွေပေါ့နော်တွေးနေရတယ်ပတ်စံနဲ့ပတ်သက်ပြီးတော့လဲဆရာအရန်စိုးရင်ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ view site ပါ ruby mall လို့ပြောလိုက်တယ် ruby mall ရဲ့ logo ဖြစ်ပါတယ်အခြားအယောင်တွေနဲ့အခြားပုံစံတွေနဲ့ဟာလုံးဝ ruby mall မဟုတ်ပါနောက်တစ်ခါကျွန်တော်တို့တွေဒါတော့ ruby mall နဲ့ပတ်သက်ပြီးတော့မှ ရူမော့ကတော့အပုတ်ချတာလေရူမော့မခိုင်ပါဘူးရူမော့မကောင်းဘူးသူတို့မျိုးပြောတာမျိုးတွေကိုကျွန်တော်တို့လည်းအတန်ဖာနေတကွာ channel လက်နဲ့ရရှိခဲ့မှာဆိုရင်လေကုမ္ပဏီဘက်ကနေပြီးတော့မှတရားဥပဒေအတိုင်းကျွန်တော်ဆောင်ရွက်သွားလို့ရပါတယ်ရေးယူသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မို့အားလုံးကကျွန်တော်တို့စူးစမ်းနေရတဲ့သူတွေဖြစ်တဲ့ကြောင့်မို့တမအာဇီဝအတကြလေးနဲ့လှုပ်ဆောင်ပါကိုလှုပ်တဲ့အလုပ်ကိုလည်းကျွန်တော်တို့ကောင်းစေချင်တယ်ဆိုကိုလှုပ်တဲ့အလုပ်ရဲ့ကောင်းကြောင်းကိုလည်းကိုပြောပြီးတော့မှသူများအလုပ်ကိုလည်းမထိခိုက်အောင်ကျွန်တော်တို့လှုပ်ဆောင်ပေးဖို့အတွက်တောင်းဆိုချင်တယ်အဲ့တော့လူတချို့ကတော့ကျွန်တော်တို့ အာကိုအောင်မြင်ဖို့အတွက်တခြားလူကိုချနေတာတခြားကုမ္ပဏီကိုချနေတာမျိုးလေးတွေဒါလေးတွေလည်းရှိတတ်တာပေါ့နော်ဒါကြောင့်ဝန်ဒီဟာနဲ့ပတ်သက်ပြီးတော့အခုအယူဆိုင်ပါကျွန်တော်လာမေးကြတယ် remote ကုမ္ပဏီကဘယ်နေရာရှိတာလဲ remote ကုမ္ပဏီကဘယ်မှာနေရှိတာလဲ remote ကုမ္ပဏီတည်ရှိရနေရဆိုဆရာဘယ်နေရာမှာရှိလဲအခုလက်ရှိ remote ကုမ္ပဏီတည်ရှိတဲ့နေရာဆိုရင်မဟာချိုင်ဘန်ဘောဟာဝက်ဖို့ကျဲမှာရှိပါတယ်ခင်ဗျာနောက်တစ်ခါကျွန်တော်တို့တွေနော် စမှုပကံဘန်းပြီးရုံးခွဲမှာလဲကျွန်တော်တို့ကုမ္ပဏီရဲ့ရုံးခွဲတစ်ခုရှိတယ်ကုမ္ပဏီပေါင်းနှစ်ခုရှိပါတယ်ခင်ဗျာဒီနှစ်ခုကလောလောတခြားနေရာတွေမှာကျွန်တော်တို့ကုမ္ပဏီရူမောဆိုပြီးတော့มาခေါ်လာခဲ့မြင်ဆိုတော့လုံးဝမသွားပါနဲ့ဒါကလေလေချင်းဖြစ်ပါတယ် လိန်လယ်မှုတစ်ခုကဖြစ်ပါတယ်ကျွန်တော်တို့ remote စီးပွားရေးကိုလုပ်ကင်ခြင်းနဲ့စိတ်ဝင်စားတဲ့ညီကောင်မောင်နှမတွေကကြတော့ကျွန်တော်တို့ရဲ့ remote ရဲ့ logo လေးကိုတည်တည်ချာချာတည်ပေးတာပါအဲကျွန်တော်တို့ remote ကိုမကြည့်ရဆိုလို့ရှိရင်စာရွက်စာတမ်းခိုင်ခိုင်လုံလုံခိုင်ခိုင်မာမာနဲ့ရှိတဲ့ company ခုဖြစ်တယ် company ကိုလည်းကျွန်တော်တို့ပြနိုင်တဲ့ company ခုဖြစ်တယ်အဲ့တော့ညီကောင်မောင်တို့ company ခုလုပ်ကျင်နေဆိုရင်စာရွက်စာတမ်းခိုင်မာမှုကိုအရင်ကြည့်ပါ company ရဲ့တည်ရှိရာနေရာကိုကြည့်ပါ company ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုကြည့်ပါအဲ့တော့ company ထုတ်ကုန်ပစ္စည်းတွေကိုကျွန်တော်မှာဆိုအစင်းရှိတယ်ကုမ္ပဏီကလည်းအစင်းရှိပြီလားစာရွက်စာတမ်းကလည်းအစင်းရှိပြီလားတစ်သေးကလည်း ဲ့စဉ်းစားကြည့်ပြီးသားနောက်ထပ်ကျွန်တော်ဒီချက်ကောင်းမွန်အောင်ပြန်ပြီး update တွေလုပ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကိုပြောချင်ပါတယ်ရောမှာကြိုးစားပါတယ်โอเคအားလုံးဘိုင်ဘိုင်